ခုတည်းဆက်ပေးမယ့်သတင်းကတော့သတင်းချောပရဲ့လော်မှာပြည်ရင်းရွှေစီကို380ကျော်နဲ့ဈေးဖွင့်ထားတဲ့သတင်းပဲဖြစ်ပါတယ်။အော်တိုဘားလရှိရနေမှာပြည်မရွှေစီကတည်းရွှေတစ်ချက်သားကို83ကျော်နဲ့ဈေးဖွင့်ထားတယ်လို့သိရပါတယ်။ ။သတင်းကြိုပိတ်ရက်ကာလမတိုင်ခင်မှာအောက်တိုဘာ9ရက်နေ့မှာပြည်ရင်းရွှေစည်းအား89သိန်းနဲ့ဈေးကွက်ပိတ်ထားတာဖြစ်ပါတယ်။ကမ္ဘာရွှေစည်းမြင့်တက်လာမှုကြောင့်ပြည်ရင်းရွှေစည်းမြင့်တက်လာခြင်းဖြစ်ပြီးရွှေတအောင်စာကို3643ဒေါ်လာဖြစ်ပေါ်ချိန်မှာအခောက်ရွှေတစ်ချက်သားကို89သိန်းကျော်ရှိရာကနေတအောင်စာကို428ဒေါ်လာဖြစ်ပြီးတော့အခောက်ရွှေတစ်ချက်သားကို83သိန်း2000ကျပ်ဖြစ်တယ်လို့သိရပါတယ်။ ရန်ကုန်တိုင်းရွှေလုံငန်းရှင်များအသင်း WGE မှာရွှေစင်းနှုတ်သက်မှတ်ချက်မှာအခောက်ရွှေတစ်ကျပ်သားကို59သိန်း900ကျပ်သက်မှတ်ထားရလို့သိရပါတယ်။ဒါအပြင်ပြည်ဝင်နိုင်ငံခြားငွေလဲနှုန်းဈေးကွက်မှာမူစည်းလိနေပြီးတဒေါ်လာကိုပြည်မပေါက်စီအဝဲ3985နဲ့အယောင်4085ဒေါ်လာပတ်ဝန်းကျင်မှာရှိနေတယ်လို့သိရပါတယ်။ဒီဒီလုံးတော့မြတ်တူတူကပြောပို့လာပါဗျ။